အလုံးမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့ AP လက်ခုနှစ်ရနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ညနားဆရာမယ့်သတင်းတွေကတော့ချင်းပြည်မြောက်ပိုင်းဖလားမြို့ကစစ်ကောင်စီရဲ့နောက်ဆုံးလက်ချက်ခလာရ268တကုံးကိုချင်းညင်အောင်ပူပေါင်းတပ်ဖွဲ့တွေကတင်ပတ်လိုက်ပြီးလို့မြေပြင်စီးရင်သတင်းရင်းမြစ်တွေထံကနေသိရပါတယ် ဒုစံမျိုးနဲ့နတ်ဆန်ဂျေးရွာကို Zombie Revolutionary Army ZRA တပ်ဖွဲ့တွေကတရွာလုံးမိရှုဖျက်ဆီးခဲ့ကြပါတယ်။ချင်းပြည်တောင်ပိုင်းကမ်ပလတ်မျိုးနဲ့မှာချင်းညီနောင်ဖွဲ့ဝင် CDF ကမ်ပလတ်တပ်ဖွဲ့ကအသက်မပြည့်သေးသူတွေအပေါင်းဝင်လူငယ်တချို့ကိုစစ်မှုထမ်းဆောင်ဖို့အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေတဲ့သတင်းတွေနဲ့အတူချားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်မြောက်ပိုင်းဖလားမြို့ကစစ်ကောင်စီရဲ့နောက်ဆုံးလက်ချံခလာရ268တပ်ကုန်းကိုချင်းညောင်ပူပေါင်းတပ်ဖွဲ့တွေကဒီမနေ့မနက်ပိုင်းမှာတင်ပိုက်လိုက်ပြီလို့မြေပြင်စီးရင်သတင်းရင်းမြစ်တွေထံကနေသိရပါတယ်။ဖလားမြို့တိုင်းစစ်စင်ရေးကိုချင်းညောင်ပူပေါင်းတပ်ဖွဲ့တွေက2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကစတင်ခဲ့ကြပြီး9လနီးပါးကြာဧပြီလ9ရက်နေ့မနက်ပိုင်းမှာဖလားမြို့ကနောက်ဆုံးလက်ချံခလာရ268တပ်ကုန်းကိုတင်ပိုက်နိုင်ခဲ့ကြတာလို့သိရပါတယ်။ ဧပြီလ6ရက်နေ့ကမြေပြင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအပြင်ကလေးမျိုးကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မနက်ပိုင်းမှာတော့ခလာယာ268တပ်ပေါင်းကစစ်ကောင်စီတပ်ဖွဲ့တွေဟာစခန်းကိုဆွန့်ခွာထွက်ပြေးသွားကြပြီးဟာခဘတ်တို့ဆုတ်ခွာသွားတာဖြစ်နိုင်တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဖလားမျိုးသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးချင်းညီနောင် CNO CNDF ဘက်ကတစုံတရာထုတ်ပြန်ခြင်းမရှိသေးပေမဲ့မကြခင်အတွင်းထုတ်ပြန်မှုရှိတယ်လို့သိရပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်းတွန်းဆန်မြို့နယ်နတ်ဆန်ကျေးရွာကို Zombie Revolutionary Army ZRA တပ်ဖွဲ့ကမိရှူရာကြောင့်တရွာလုံးမီးလောင်ပြာချခဲ့ရတယ်လို့သိရပါတယ်။စစ်ကောင်စီနဲ့ပူးပေါင်းမှုရှိနေတဲ့ ZRA တပ်ဖွဲ့ဟာ CDF တွန်းဆောင်ထိန်းချုပ်နေပြီးတွန်းဆောင်မြို့ကိုတင်ပိုက်ဖို့ AP လက်3ရက်နေ့ကထိုးစစ်ဆင်လာတာကြောင့်ချင်းလန့်ကောင်စီတပ်ဖွဲ့နဲ့ AP လက်4ရက်နေ့ထိတိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။အဲ့ဒီတိုက်ပွဲမှာ ZRA တပ်ဖွဲ့ဟာအထိနာပြီးအခြေအနေမဟာနာကြောင့် ပြန်လည်ဆုတ်ခွာသွားတဲ့အချိန်မှာ net စံကြေးရွာကိုအေပီလာ၄ရက်နေ့ကမိရှုသွားတာကြောင့်အင်ဂျီ80ကျော်မိလောင်ပြကြခဲ့ရတာလို့သိရပါတယ်။ net စံဒေတာခန်350ကျော်လို့ဟာ30မြို့ပေါ်ကိုစစ်ပေးတင်းရှောင်နေကြပြီးအကူအညီတွေလည်းလိုအပ်နေကြတယ်လို့သိရပါတယ်။30စံမြို့ဟာချင်းလန်းကောင်စီချင်းပြည်အစိုးရတပ်ဖွဲ့က2024ခုနှစ်မေလ23ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ထံကနေတင်ပိုက်ခဲ့ပြီးစစ်ကောင်စီကင်းစင်တဲ့နေပြည်ဖြစ်ပါတယ်။ ဒေသခံတပ်ဖွဲ့ဖြစ်တဲ့စီရီယာ35အုပ်ချုပ်ရေးပေါ်ဆောင်ချက်ရှိပြီးမလင်ဘေးကြောင့်စီးရေလှရှားမှုမရှိတဲ့အချိန်ကိုခွင့်ကောင်းယူပြီးစစ်တပ်တွေကတွန်းဆန်မျိုးကိုဝင်တိုက်ခဲ့တာလို့သိရပါတယ်။ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီးချင်းမျိုးသားတပ်မတော်တပ်မဟာလေးနဲ့စီရီယာဖော်မိုရမ်တပ်ဖွဲ့တို့ကစစ်ကောင်စီနဲ့ပူးပေါင်းတဲ့စစ်တပ်တွေတပ်ဖွဲ့ကိုပြန်လည်တိုက်ခိုက်သွားမယ်လို့ပြောဆိုထားကြပါတယ်။တွန်းဆန်မျိုးနဲ့နတ်ဆန်ကြီးရွာကိုတရွာလုံးပြကြသွားအောင် မိရှို့သွားတဲ့ Zombie Revolutionary Army ZRA ကိုအပြင်းထန်ဆုံး ရှုံချတယ်လို့ CDM CDF စီရင်ကထုတ်ပြန်ပါတယ်တနိုင်ငံလုံးငလျင်တန်ကြောင့်ဝန်내တော့ကရောက်နေတဲ့အချိန်မှာစစ်ကောင်စီရဲ့လက်ကင်တုံ ZRA တပ်ဖွဲ့ကဧပြီလ၄ရက်နေ့မှာနတ်ဆန်ကျေးရွာကအပြစ်မဲ့ပြည်သူနေအိမ်80ကျော်ကိုကြောင်းမဲ့မိရှုဖြစ်စီမှုအပေါ်ပြင်းထန်ဆုံးရှုံချကြောင်း CDM CDF စီရင်ကဧပြီလ6ရက်နေ့ကထုတ်ပြန်ပါတယ်အိုးမဲ့အိမ်မဲ့ခိုးကိုရမဲ့ဖြစ်ကြတဲ့နတ်ဆန်ကျေးရွာကပြစ်မဲ့ပြည်သူတွေအတွက်လိုအပ်သောစာနယ်ရိက္ခာမှာအစအကူအညီများ လုံခြုံရေးနဲ့တရားမျှတမှုတွေတက်နိုင်သလောက်ကူညီရပ်တည်သွားမယ်လို့လဲ CDM CDF စီရင်ကဆိုပါတယ်စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ ZRA တပ်ဖွဲ့ဟာ CDF သွန်းဆောင်ထင်းချုံနယ်မြေသွန်းဆောင်မြို့ကိုသိမ်းပိုက်ဖို့ AP လက်3ရက်နေ့ကထိုးစစ်ဆင်လာတာကြောင့်ချင်းလန့်ကောင်စီတပ်ဖွဲ့နဲ့ AP လက်4ရက်နေ့ထိတိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်အဲ့ဒီတိုက်ပွဲမှာ ZRA တပ်ဖွဲ့တွေအထိနာပြီးချင်းနေမကောင်းတာကြောင့် ပြန်လည်ဆုတ်ခွာသွားတဲ့အချိန်မှာနက်ဆန်ချေးရွာကို AP လ၄ရက်နေ့ကမိရှုသွားတာဖြစ်ပါတယ်။ချင်းပြည်တောင်ပိုင်းကမ်ပလက်မြို့နယ်မှာချင်းညီနောင်ဖွဲ့ဝင် CDF ကမ်ပလက်တပ်ဖွဲ့ကအသက်မပြည့်သေးသူတွေအပါအဝင်လူငယ်တချို့ကိုစစ်မှုထမ်းဆောင်မှုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေတယ်လို့ဒေသခံတွေထံကနေသိရပါတယ်။ကမ်ပလက်မြို့နယ်မကြားအုပ်စုမကြားချေးရွာကအသက်မပြည့်သေးတဲ့မင်းကလေး၃ဦးနဲ့ယောက်ျားလေး၄ဦးစုစုပေါင်း9ဦးကို မလ28ရက်နေ့ကနေအိမ်ကနေဖန်စီခေါ်ဆောင်သွားတာလို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ချင်းကြီးနောင်ဖွဲ့ဝင် CDF complete တပ်ဖွဲ့ဝင်တွေဟာစစ်ဝတ်စုံအပြည့်ဝစင်ကလက်နက်တွေနဲ့အတူနေအိမ်ထဲဝင်လာပြီးမိဘတွေကိုလည်းတနက်နဲ့ချင်းရွယ်တာစောင့်တွန်းတာဖြင့်ချင်းချောက်ပြောဆိုသွားတယ်လို့ဆိုပါတယ်။ဖန်ခံရတဲ့မကြားချေးရွာကလူငယ်ခုနှစ်ဦးဟာယနေ့ချိန်ထိပြန်လွတ်လာခြင်းမရှိသေးပဲဘယ်နေရာမှာဖန်စီခေါ်ဆောင်သွားတယ်ဆိုတာကိုလည်းမသိရတာကြောင့် မိဘတွေကစိုးရိမ်ပူပန်နေကြတယ်လို့ဒေတာကန်ကပြောပါတယ်။မကြားချေးရွာဟာကမ်ပလက်နဲ့ပလဝမြို့နယ်အဆက်မှာတည်ရှိတဲ့ဒိုင်မျိုးနယ်စုနေထိုင်တဲ့ချေးရွာဖြစ်ပါတယ်။ကမ်ပလက်မြို့နယ်မှာချင်းညင်အောင်ဖွဲ့ဝင် CDF ကမ်ပလက်နဲ့ချင်းလန်းကောင်စီဖွဲ့ဝင်ကမ်ပလက်ကောင်စီဆိုပြီးနှစ်ဖွဲ့ရှိနေပြီးမနေ့တုန်းကလည်းကမ်ပလက်ကောင်စီကောင်ဆောင်တချို့ရဲ့နေအိမ်တွေကို CDF ကမ်ပလက်တပ်ဖွဲ့ဝင်ကဖမ်းဆီးမှုတွေလည်းရှိခဲ့ပါတယ်။လူဒေါ်လာရင်၄နှစ်တာအတွင်း CDF ထံတောင်းရဲဘော်60ကျော် တိုင်းပြည်နယ်လူမျိုးအတွက်အသက်ပေးလှူခဲ့ကြပြီးစစ်ကောင်စီကြောင့်ပြည်မဲ့ပြည်သူ၁၆ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ CDF တပ်ကလည်းထုတ်ပြန်ပါတယ်။အင်ပီလာချောင်းနေဟာဆရာနာရှင်စစ်ရေးချုပ်ရင်းရေးကိုကံကြမ္မာကိုဖန်တီကွနဲ့ Federal Democracy ပြည်တော်စုတည်ဆောက်ရေးအတွက် CDF တပ်ကလည်းစတင်တည်ထောင်ခဲ့တဲ့နေ့ဖြစ်ပြီးခုဆိုရင်၄နှစ်ပြည့်လာပြီဖြစ်ပါတယ်။ဒီ၄နှစ်တာအတွင်းမှာ CDF တပ်ကလည်းရဲဘော်69ဦးကတိုင်းပြည်နယ်လူမျိုးအတွက်အသက်ပေးလှူခဲ့ကြပြီး ချမ်းဖက်စစ်ကောင်စီရဲ့လက်ချက်ကြောင့်ထန်လန်မြို့နယ်ကအပြစ်မဲ့ပြည်သူ18ဦးနဲ့တပ်ဆုံရှုံးခဲ့ရတယ်လို့ဧပြီလ6ရက်နေ့ကထုတ်ပြန်တဲ့တော်လိုင်းရဲ့လေးနှစ်ပြည့်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ချင်းပြည်ချင်းလက်နဲ့ချင်းလူမျိုးလူမျိုးရဲ့အတွက်မြင့်မြတ်စွာကြာဆုံးသွားသူတွေနဲ့ခန္ဓာကိုယ်စိတ်ပိုင်ဆုံးရှုံးခဲ့ရတဲ့ရဲဘော်တွေအားလုံးကိုအလေးနဲ့ဥညွတ်အလေးပြုချောင်းစီရီယယ်ထန်ပလန်ရဲ့တော်လိုင်းရဲ့ခီးစဉ်လေးနှစ်တာအတွင်းဖက်ဖက်ကဝိုင်းဝန်းကူညီထောက်ပံ့ပေးကြတဲ့ပြည်ရင်းပြည်ပကပြည်သူတရလုံးကိုလည်းအထူးကျေးဇူးတင်ချောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တန်လန်မျိုးအပါအဝင်ချင်းပြည်တဝန်းလုံးမှာချမ်ပတ်စစ်ကောင်စီကင်းစင်ရေးနဲ့ချင်းလူမျိုးတွေရဲ့နိုင်ငံရေးယီမန်းချက်ပြင်းမြောက်ရေးအတွက်မိဖက်တော်လန်ရေးဖွဲ့စည်းတွေနဲ့ရှေ့ဆက်လက်တွဲဆောင်ရွက်သွားမယ်အပြင်ချင်းတမျိုးသားလုံးစီလုံးညီညွတ်ရေးအတွက်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ CDF ထံတန်းကထုတ်ပြန်ပါတယ်။ဒေါ်လန်ရေးပုံမအကောင်ထိရောက်နိုင်ရေးအတွက်တက်အင်အားစနစ်တကျဖွဲ့စည်းမှုနဲ့စံပြုတ်ထိုက်တော်အုပ်ချုပ်ရေးဖော်ဆောင်မှုလုပ်ငန်းတွေကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးပြည်တွင်းပြည်ပကပြည်သူတရက်လုံးနေနဲ့ဉာဏ်ပညာအားဖြင့်၎င်းငွေကြေးအားဖြင့်၎င်းစူတောင်းခြင်းအားဖြင့်၎င်းဖပမဝိုင်းဝန်းပအဝင်ပေးကြဖို့ကိုလည်း CDF ထံကတောင်းဆိုထားပါတယ်ချင်းပြည်တော်မှပလောဝမြို့နယ်မှာအာကတက်တော် AA ကစစ်တနန်တက်ရောက်ဖို့အတွက်ချင်းလူမျိုးတွေပါစီယုံပြောဆိုမှုတွေရှိလာတယ်လို့သိရပါတယ်။အာကတက်တော် AA အနေနဲ့ပလောဝမြို့နယ်တက်ကရခိုင်လူမျိုးတွေကို ယခင်ကလေးကစစ်တနန်းတွေတက်ရောက်ခိုင်းခဲ့ပြီးယခုကပလဝမြို့နယ်တွေကချင်းလူမျိုးတွေကိုပါစစ်တနန်းတက်ရောက်ကြဖို့စီးရင်လာကြတယ်လို့ဒေသခံတဦးကပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်က AA တပ်ဖွဲ့အရာရှိတွေနဲ့အုပ်ချုပ်ရေးမှုတွေဟာပလဝမြို့နယ်တွေကချင်းရွာတွေမှာတက်ရွာဝေးတက်ရွာထွက်စစ်တနန်းတက်ရောက်ဖို့လိုင်လံစီးရင်ပြောဆိုလာတာဆယ်ရွာထက်မနည်းရှိလာပြီလို့ဆိုပါတယ်ပလဝမြို့နယ်မှာအရွယ်ရောက်ပြီးသူတိုင်းအမျိုးသမီးဆိုရင်အသက်၈၈နှစ်ကနေ35နှစ် မြို့သားဆိုရင်အသက်၈၈နှစ်ကနေ၄၅နှစ်ကြာစစ်တနန်တက်ရောက်ဖို့အေအေကပြီးခဲ့တဲ့နှစ်ကလေးကရခိုင်လူမျိုးတွေကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ချင်းလူမျိုးတွေနေထိုင်တဲ့ကျေးရွာတွေမှာပါစစ်မှုထမ်းဖို့စီယုံပြောဆိုတာရှိလာတာကြောင့်အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာတွေရှိလာမှာကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။အာခတ်တတော် AA တပ်ဖွဲ့ဟာပလဝမြို့နယ်ကိုပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာအပြည့်အသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ AA ကဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းတွေကိုဖော်ဆောင်နေတယ်လို့သိရပါတယ်။ဒီတင်မဲ့ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ချင်းပြည်တော်မှန်ကမ်ပလက်မြို့နယ်မှာချင်းညီနောင်ဖွဲ့ဝင် CDF ကမ်ပလက်တပ်ဖွဲ့ကအသက်မပြည့်သေးသူတွေပါဝင်လူငယ်တချို့ကိုစစ်မှုဒွန်ဇာမြို့နယ်နတ်ဆန်ကျေးရွာကိုတရွာလုံးပြကြသွားအောင်မိရှုသွားတဲ့ Zombie Revolutionary Army ကိုအပြင်းထန်ဆုံး